ဖြစ်လာတယ်လို့ဆိုတဲ့နေရာမှာစဉ်းစားရမှာတချို့ကတော့ယုတ်ဆိုးတယ်တချို့ကယုတ်ချောတယ်ဘာဖြစ်လို့ယုတ်ဆိုးဘာဖြစ်လို့ယုတ်ချောလဲအမေဖေကချောလို့လားသို့မဟုတ်ဟော အမေဖေကယုတ်ဆိုးလို့ဆိုးရလားမဟုတ်ဘူးအမေဖေယုတ်ဆိုးပြီးတော့ချောလာတဲ့သာသမီတွေရှိတယ်အမေဖေချောလာရင်တန်းတဲ့ယုတ်ဆိုးတဲ့သာသမီလည်းရှိတယ် အဲ့တော့အမေဖေနဲ့ကတော့ဆင်ဆင်တော့တူမှာပဲသို့တော့အယုတ်ဆိုးခြင်းချုံမလှပခြင်းဆိုတာအကြောင်းတစ်ခုရှိနေသေးတယ်ဘသူမပြုမိမိမှုလို့ဆိုတဲ့အတိုင်းဖြစ်လျက်ဘဝမှာဒေါသကြီးမားခဲ့တဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးကြည်တန်နေတဲ့မေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်ဟာ မေတ္တာထားတဲ့နှလုံးသားပိုင်ရှင်ဟာဖြစ်လျက်ဘဝမှာရုပ်ဆင်းလှပတယ်။ဘုရားမြတ်စွာက ဟောတော်မူတယ်။ကမ္မန္တတ္တိဝိပ္ပစတိယတိတံဟိနပဏိတတယ။ကံတရားကသရဝါတွေကိုအနှိမ့်အမြင့်ဟောခွဲခြားပြီးတော့ပေးတာကံတရားသာဖြစ်တယ်လို့ဒီလိုဆိုဒါကြောင့်မို့ရုပ်ဆိုးကြည်တန်တာရဲ့ချုံမောလှပတာရဲ့ကံတရားကဖန်ဆင်း သက်ရှိတယ်ကျန်းမာတယ်တက်တူတယ်ယောဂါထုပြောတယ်ကံတရားကပဲဖြစ်ပေါ်စေဘဝတစ်ခုမှာသရဝါဒီကိုညှင်းဆဲတယ်တပ်ဖြတ်တယ်သူလုံးတဲ့လောက်ရကိုချိပြီသူဖြည့်လျရာဘဝမှာယောဂါထုပြောပြီးတက်တူတယ်သရဝါဒီပေါ်မှာစာနာတယ်ထောက်ထားတယ်မေတ္တာထားတယ်ကရုဏာထားအဲဒီလိုသရဝါတွေကိုတက်ဖြတ်ခြင်းမှာရှောင်ကျင်ပြီးတော့အကျဉ်းထားတဲ့ပုံကိုယ်တွေဟာလူ့ဘဝရောက်တဲ့အခါမှာ သက်ရှိတယ်ကြံ့မာတယ်ဆိုဒီလိုဖြစ်တယ်ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့မိဘအိမ်မှာဖြစ်တယ်သို့မဟုတ်မိမိတို့ကိုယ်တိုင်လည်းရှာတတ်ဖွေတတ်လို့ချမ်းသာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနကောင်းမှုမပြုဘဲမလူရက်မပေးရက်နှမျောတွန့်တိုနေတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲမွဲတေတဲ့ဘဝကိုရောက်သွားတယ်ဟုတ်ဆိုင်ရဆိုင်ရအကြောင်းတရားလေးတွေကရှိနေတယ်ပေါ့ အဲ့ဒီဆိုင်ရဆိုင်ရအကြောင်းတရားတွေကကံတရားတွေကတရားတွေကိုစုကြုံနေမြင့်တူးနဲ့တူမတူညီအောင် ခွဲခြားပေးခြင်းတာလည်းဖြစ်တယ်။ဘု து ကိုမှအပြစ်တင်เสียမရှိဘူး။ဘု து ကိုမှလည်းခြေဆုတင်เสียမရှိဘူး။တကယ်ကတော့ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကောင်းအောင်လဲကိုလုတ်ခဲ့တာပဲ။ဆိုးအောင်လဲကိုလုတ်ခဲ့တာဆိုတာအလွန်ထင်ရှားတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီလိုအယူဆတရား လက်ခံပြီဆိုလို့ရှိရင်ကောင်းတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုးတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဆိုတဲ့အချက်ကိုလက်ခံပြီဆိုရင် လူတော်လူကောင်းဖြစ်ဖို့များကြီးလမ်းခင်းပေးသွားတယ်။ဘာဖြစ်လို့တော့ဆိုလူဆိုတာဘဝမှာ ဖြစ်လာလို့ရှိရင်စင်တန်းမြင့်မြင့်ဖြစ်ခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ရုပ်ဆင်းအင်္ဂါလှပချောမွေခြင်းနဲ့ယောဂကင်းပြီးတော့ကျမ်းမာခြင်းနဲ့ဒါလူဆန္ဒပဲ။ အဲ့ဒီဆန္ဒကိုဖြစ်စည်းပေးနိုင်တာကုသတရားပဲဖြစ်တယ်။ကလုံးတဲ့ကုသကံကကောင်းကျိုးချမ်းသာတွေကိုပေးမယ်။အေးမကောင်းတဲ့အကုသကံတွေက ဆိုးကျိုးတွေကိုဖြစ်ပေါ်မယ်ဆိုကံကံဤအကျိုးလက်ခံယုံကြည်တဲ့လူတယောက်ဟာကိုယ့်ကိုယ်ဆိုးအောင်အယုတ်ဆိုးအကြီးတန်းအောင်ဆင်းရဲမွဲတေအောင်ယောဂထုပြောအောင်ဘယ်သူမှလုံးမမဟုတ်တော့ဘူး။ဒါကြောင့်မို့ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်နိုင်တဲ့အတွေးပဲမှန်ကန်တဲ့အမြင်တစ်ခုပဲဖြစ်တယ်လို့အေးဗုဒ္ဓဘာသာဝင်သူတော်စင်နေအနေနဲ့အခြေခံအားဖြင့်ရှိရမယ့်အမြင်ကဘာလဲဆိုရင်ကမ္မတကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတကဆိုတာကိုလုထာကိုပိုင်နေဆိုတဲ့အဓိပ္ပာယ်ကိုလုထာကိုပိုင်နေဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် तू က responsibility လို့ခေါ်တယ် ကိုလှုပ်ရင်ကိုနဲ့ပဲသက်ဆိုင်သူများနဲ့မသက်ဆိုင်ဆိုပါစို့အစာအာဟာရတစ်ခုကိုစားလိုက်လို့ကိုဝမ်းနဲ့ရောက်သွားလို့ရှင်အဲ့ဒီအစာအာဟာရရဲ့အကျိုးဆက်စားသူကိုယ်တိုင်သာခံရမှာဖြစ်တယ်ကြွေးတဲ့လူနဲ့လည်းမဆိုင်ဘူးချက်တဲ့လူနဲ့လည်းမဆိုင်ဘူးစားလိုက်တဲ့လူနဲ့သာဆိုင်တယ်ထို့တူပဲကိုယ်တဏ္ဍာမှာဖြစ်သွားတဲ့ကောင်းကံမကောင်းကံကိုယ်ရင်ထဲနှလုံးထဲရောက်သွားပြီဆိုရင် တို့ရဲ့အကျိုးဆက်ဖြစ်ပေါ်လာမှာဖြစ်။ဒါကြောင့်မို့ကိုယ်နဲ့သာပတ်သက်လာ။ရသော်ဘုရားကရှင်းရှင်းလေးဟောတာ။ယံကမ္မံကရိတန္တိကလျာဏဝါပါဝကံဝါတတကမ္မတဒါယာဒါဝိတာမတဲ့။ကိုလုတ်တာကောင်းတာပဲဖြစ်စေမကောင်းတာပဲဖြစ်စေကိုလုတ်သည်။ကိုယ်သားနဲ့အမွေခံရမှာဖြစ်တယ်။ဟောအဲ့ဒီအမြင်ဟာ သိမှန်ကန်တဲ့အမြင်တစ်ခုပဲအဲ့ဒီအမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးကောင်းတဲ့အလုပ်ကိုသာလင်လုပ်မှာဖြစ်တယ်။ဘာဖြစ်လို့လဲ။သူကချောင်းနာခြင်းနဲ့လူဆိုတာဘယ်သူပဲဖြစ်ဖြစ်ချမ်းသာခြင်းနဲ့ယောဂကင်းခြင်းနဲ့အသက်ရှိခြင်းနဲ့ဆိုတာဟာလူတိုင်းရဲ့ဆန္ဒဖြစ်တယ်။အဲ့ဒီဆန္ဒကို အတိုင်ခေါ်ဆောင်မယ်ဆိုရင် လူတွေဟာလူတော်လူကောင်းတွေကြီးပဲကုန်ဖြစ်သွားနိုင်အေးဒါကြောင့်မို့ကာမတက္ကတာသမာဓိဋ္ဌိဆိုတဲ့အခြေခံအမြင်ကိုလို့တဲ့ကံကိုသာလဲကောင်းတဲ့ကံကိုကောင်းကျိုးခံစားရမယ်မကောင်းတဲ့ကံလုံးလို့ရှိရင်မကောင်းကျိုးခံစားရတယ်ဆိုတဲ့အမြင်ဟာအလုံးကိုအခြေအနေတစ်ခုမှန်ကန်အောင်ဖော်ဆောင်ပေးနိုင်တဲ့အမြင်တစ်ခုဖြစ်လို့ ကမ္မတကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်။ right understanding သို့မဟုတ် right view မှန်ကန်တဲ့အမြင်တစ်ခု။ဘုရားဝါသာဝင်ဖြစ်ရင်မှန်ကန်တဲ့အမြင်တစ်ခုဟာရေးချီဆုံးပဲ။ဒါကြောင့်မို့ဘဝတစ်ခုရလာတာဟာကုသကံနဲ့အကုသကံနဲ့ဒါနဲ့ပဲသက်ဆိုင်တယ်ဆိုတာကြည့်။ဘုန်းကြီးတို့တွေကိုအားကိုကိုးချဖို့ပဲရှိတယ်။ကိုကိုယ်တိုင်လုံးချရမှာဖြစ်တယ်။